ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်အမေရေရာသီဥတုကတတော်ပူနေပြီအဲ့လဲမရနိုးနေလဲနေမရနဲ့တတော်ပူတာပါမေရေအဲ့ဒါကြောင့်အပူတန်နည်းနည်းတက်တောင်းလေဒီရွှွန့်လေးအေးပေးဆက်လေးသမီးရှူလာတာအေးကွယ် ပူနေတာထက်ဆိုင်သမီးရွာယူလာတဲ့ဒါလေးရှိတာတော်သေးရဲ့ပြောရမယ်အေးတော့ရေထက်ပြီးဖွင့်လိုက်ပါတော့ကွယ်ဟုတ်ကဲ့မေသမီးဖွင့်လိုက်ပါမယ်ဒီလိုနဲ့မယူကသူ့ရဲ့ရှုံနယ်လှုပ်ထားတဲ့လေးအီးပေးချက်ကိုရေထည့်လိုက်တော့တော့ပေါ့ကွယ်မယူကဒေါ်မီရဲ့ချင်းမလေးဖြစ်ပြီးရောသူလေးဖြစ်ပါတယ်သူတို့မိသားစုကဆင်းလေးဆင်းရဲရှာပါတဲ့ကွယ်ဒါကြောင့်မေသူကလက်ဆောင်အဖြစ်များများဆဆမပေးနိုင်မေရှုံနယ်လှုပ်ထားတဲ့လေးအီးပေးချက်တွေမြေအိုးတွေနောက်တွေပေးပေးနိုင်ခဲ့ပါတဲ့ကွယ် အမေရေဒါလီယာအမေကိုခနာဖြစ်ဖြစ်တော့အေးသွားလောက်ပေးမှာပါဒါနဲ့မေသမင်းစားချင်စားလို့ရပြီနော် သမီးပါရီပြင်ထားတော့ကွယ်ဒီနေ့တော့ချာပါတီလေးရဲ့အာလူးအနှစ်လေးရဲ့ဖြော်ရည်လေးရဲ့လှုပ်ထားတယ်အမေရေအေးကွယ်ဒါရီယာစားတော့တိတ်မစားချင်ဘူးဒီအပူကြီးမှာစားနိုင်ဖို့ကတော့ခက်တယ်ကွယ်ဒါပေမဲ့ဘာဖြစ်ဖြစ်ယူသားယူခဲ့ပါတော့သမီးရေကျောင်းမီးကဒီလိုပြောတာနဲ့မယူလိန်စားစရာတွေကိုမြေအိုးလေးတွေထည့်ပြီးယူလာခဲ့ပါတည်း ဒီလိုနဲ့ပဲမယူကသူ့ရောက်ခမနဲ့ပျပျော်ရွှင်ရွှင်နေထိုင်နေတာပေါ့ကွယ်။ဒါပေမဲ့ဒီပျော်ရွှင်မှုကသိပြီးကြာရှည်မခံနိုင်ဘူးတဲ့ကွယ်။တင်းရမာတော့သူ့ရဲ့မက်လေးကလည်းလက်ထပ်လိုက်ပါတယ်။မန်နူကမြို့သူလေးဖြစ်ပြီးချမ်းသာခင့်မိခဲ့ပါတယ်။လက်ဆောင်ဖြစ်လေလိုအပ်ကြောင်းတွေအများကြီးပါလာတော့ပေါ့ကွယ်။လက်ဆောင်တွေထဲမှာဈေးရန်ကြီးတာတွေလည်းပါခဲ့ပါတယ်။ဒါကြောင့်မေဒိုမီကမန်နူကိုပို့ပြီးခင်းထွေးသွားခဲ့ပါတယ်။နောက်တနေ့မနေ့ရောက်တော့မန်နူရဲ့ပထမဆုံးမိဖုကန်းဝင်းနေရက်ကိုရောက်ခဲ့တာပေါ့။ တမီမနှုတ်ရဲ့ပါရီများထဲ့ချက်ထားလို့တလောက်တောင်ကောင်းနေရတာလေဒါရီယာတိတ်ကိုကောင်းတာပဲဟဲ့ဟုတ်ပါမနှုတ်ရဲ့ဒါရီယာစားလေးနည်းနည်းသာထပ်ထည့်လိုက်တော့ပိုကောင်းသွားမှာပါနည်းနည်းလေဒါရီယာဘာမှမလို့တာတော်တော်ကောင်းနေပြီဟောက်ဟုတ်ကဲ့အမေမယူကဒီလိုပြောလိုက်ပေးမယ်စိတ်ထဲမှာတော့ဒီလိုတွေးနေခဲ့ပါတယ်အမေကဘာလို့တလောက်တောင်မှချီကျူးနေရလဲဒါရီယာကောင်းတဲ့စုံယုံလေးပဲ哦တမီးရဲ့အမေတော့ဒါရီကိုကြိုက်တယ်ဟဲ့ မယူတောင်အခုထိတလောက်ကမချက်တက်သေးဘူး။မယူကသူ့ရောက်ခမစီကနေဒီလိုကြားရတော့အတော်လေးအံ့ဩတော်ရတာပေါ့ကွယ်။မနုကဒေါ်မီရဲ့ချီကျူးစကားကိုသိအာယုံမထားပေးဇားစရာတွေပြင်ပေးပြီးတာနဲ့သူ့ခန်းလေးကိုချက်ချင်းသွားကအေကွန်လေးဖွင့်ပြီးဇင်းနဲ့နားနေခဲ့ပါတဲ့ကွယ်။ဒီလိုနဲ့မနုလက်ထပ်ပြီးတာလေးလာပိုင်းလောက်ကြာသွားခဲ့ပါတယ်။အပူချင်းကလည်းတနေ့ထက်တနေ့တိုးတိုးလာခဲ့ပါတယ်။ဒီနေ့မှတော့ဒေါ်မီကပူလွန်းတာကြောင့်မနုအခန်းလေးကိုသွားပြီး ရေးအေးအေးလေးတောက်ဖို့အတွက်လုပ်ခဲ့ပါတယ်။အမလီဇာတိဥတုကလည်းပူလိုက်တာ။ငါတော့မနှုတ်ခမ်းနဲ့သွားပြီးရေးအေးအေးလေးတောက်လိုက်အောင်မယ်။ပြီးရင်လည်းသူ့ခမ်းထဲမှာအေးအေးဆေးဆေးခဏနားအောင်မှပါ။ဒီလိုပြောပြီးဒေါ်မီကမနှုတ်ခမ်းစီကိုသွားကဒီကိတ္တတာကိုဖွင့်လိုက်ပါတယ်။အဲ့ကြတော့မနှုတ်ကမေးတော့တာပေါ့။အမေပါလောက်တာလဲ။သမီးရဲ့အမေရေစာလို့ရေးအေးအေးလေးလာတောက်တာပါကွယ်။ရေစာရင်ရေအိုးကတောက်လေ။ ရေအိုးဟာရေကတလောက်မအေးလို့ပါကွယ်အဲ့ဒါကြောင့်အမေကဒီကရေအေးလေးကိုလာတောက်တာလေအဲ့ဒါဆိုလဲတခြားသူစီမှာသွားတောက်ဒီမှာပါရေဘူးမှမရှိဘူးဒါပေမဲ့တမီးရဲ့ဒီမှာရေဘူးတွေအမေတွေ့တယ်လေဘလို့မိမကြီးလဲဟာသူများပြစ်စီကိုစွတ်လို့ချက်နေဟာဒီမှာကျမအခုမှရေဖြည့်ထားတာအေးအောင်မှမဟုတ်ဘူးပြီးတော့တလောက်ဘူးကြီးမှလည်းရေခဲတက်တာဖွင့်လိုက်ပိတ်လိုက်မလုပ်ချင်ဘူးအမေနားလည်မဲ့ထင်တာပဲမန်းနုကဒုံမိကိုရိုင်းရိုင်းဆိုင်ဆိုင်မိတ်တုံ့ပြန်လိုက်ပါတည်းကွယ် ဒေါမီလည်းဘာမှမပြောနိုင်မပြန်ထွက်လာရတော့တာပေါ့ဒေါမီကစိတ်ပြက်လက်ပြက်နဲ့ပြန်ထွက်လာတော့မယူကမြေအိုးလေးနဲ့ရေအေးအေးလေးယူလာခဲ့ပါတယ်ဒါပါလေသမီးအမေကရေအေးအေးလေးတောက်ချင်နေပေမဲ့မနူကအမေကိုမတောက်ခိုင်းမလားအဲ့ဒါကြောင့်သမီးဘေးရင်ကနေရေခဲတောင်းလာတာလေအခုရေခဲထည့်ထားတာဆိုတော့အမေစိတ်ကြိုက်ရေအေးအေးလေးတောက်လို့ရပြီဒါကြတော့ဒေါမီလည်းမယူရဲ့တိတက်မှုကိုအံ့ဩသွားပြီးဒီလိုတွေးနေခဲ့ပါတယ်မယူကတော်တော်တိတက်တာပဲ ။ "तू ကစင်းရဲတာပဲရှိတာ။ကျွန်တော်အကုန်ကောင်းတယ်။မနှူအောင်။ तू ကချမ်းတော့ချမ်းသာပါရဲ့။အမလေး तू လည်းကောင်းပါတယ်လေ။ငါ့သူ့မကောင်းပြောလို့ तू ငေါ့ဘာမှမတုံခိုင်းဘလို့လောက်မလဲ။မဖြစ်သေးပါဘူး။သူလည်းကောင်းတယ်သူလည်းကောင်းတယ်ဒီလိုနဲ့ဒေါ်မီကမန်ယူကသာသူ့အတွက်အကောင်းဆုံးချွေးမလေးဆိုတော့ကိုတည်သွားပေမဲ့လစ်လီယူရှုလိုက်ခဲ့ပါတည်းကွယ်နောက်နေမှလို့အိုးဒီချောကလက်ရေခဲမောကောင်းလိုက်တာပြီးတော့ဖြိုရောပဲဒါတော့ငါပြီးမှတောက်ရမယ်ဟဲ့ သူပယ်န်းနေပြန်လာလည်းမသိဘူးလက်ထဲမှာလည်းပါရီလည်းမသိဘူးငါသူ့အခန်းထဲကိုသွားကြည့်အောင်မဲဒါဆိုလဲတခုတ်ခုတော့စားရမှာပဲဒေါ်မီလည်းဒီလိုပြောပြီးမန်နူအခန်းထဲကိုသွားလိုက်ပါရီမန်နူကတော့ဒေါ်မီကိုမြင်ပြီးစိတ်ပြက်သွားခဲ့ပါရီအမေပါလာလောက်ပြန်တာလေဘာမှမဟုတ်ပါဘူးသမီးရဲ့မနဲ့တည်းကသမီးပြောင်းနေလို့ပယ်ရီသွားနေလေလို့လာကြည့်တာပါကျမဈေးသွားဝယ်တာပြီးတော့အမေကိုအကုန်ပြောပြနေစရာလည်းမလိုဘူးထင်ပါတယ်ဒါပေါ့သမီးရဲ့ဒါပေါ့ ဲ့ဒါဆိုလဲသွားတော့လေဒါပေမဲ့အမေမေးမလို့ပါတိရပေါ့ကျမတိတယ်အမေလာတာအဲကွန်းကြောင့်မလားကြည်လေကျမအဲကွန်းဖွင့်လိုက်ပြီဒီလိုနဲ့မန်နူလိန်စိတ်ညစ်ညစ်နဲ့ပဲအဲကွန်းဖွင့်ပြီးဒေါ်မီနဲ့ခန်းလန်းလန်းမှထိုင်နေခဲ့ပါတည်းကွယ်ခဏကြာမှတော့မန်နူကရေးစားလာတာကြောင့်အေးဖောက်တော့လိုက်ပါတယ်အမေတောက်အောင်မလားတော်ပါပြီတမီးရယ်အမေမတောက်ချင်ပါဘူးဟုတ်ပါပြီတောက်ချင်လည်းမတိုက်ပါဘူးလေ မန်နုကဒီလိုပြောတော့ဒေါ်မီလည်းအတော်လေးစိတ်မကောင်းဖြစ်သွားပြီးညည်ရီတွေဝိုင်းလာခဲ့ပါတည်းကွယ်ဒီလိုနဲ့တစ်ဖက်မှာတနားစီယာရောက်ခမဦးကြီးကဘာမှမတော့ဘဲဒီဆန်းဆာနဲ့နေနေရပြီးနောက်တစ်ဖက်မှာတော့ချွေးမကအေးအေးလေးတောက်ကဇင်ခံနေခဲ့ပါတယ်မန်နုရဲ့ဒီအပြုတ်မှုတွေကိုမန်နုကမြင်သွားတော့တာပေါ့ကွယ်ဒါနဲ့ပဲအေးအေးလေးဖြောလာပြီးတော့ဒေါ်မီကိုပြေးလိုက်ရင်းနေအမေအမေတားလေးကိုတောက်ကြည့်အမေလန်းဆန်းသွားလိမ့်မယ်ပြီးတော့မန်နုနင့်ကိုနင်ဘာထင်းနေလဲ ကိုရောက်ခမောက်ဒီလိုပဲပြန်ပြောနေရနင်မရှက်ဘူးလားနင့်ကိုဒီလိုပဲတင်ထားတာလားအဲ့တော့ဘာဖြစ်လို့လဲထားလိုက်ပါသမီးရဲ့သူနဲ့ငင်းမနေပါနဲ့သူကချမ်းသာတဲ့အိမ်ကသမီးပဲလေအမေချွေးမဖြစ်လဲမထားချင်တော့ပါဘူးအခုအားစပြီး तू ကအမေနဲ့ဘာမှမဆိုင်တော့ဘူး तू ကလည်းအဲ့လိုပဲတွေးမှာပါရောက်ခမောက်ဖြစ်တော့မတက်တာလို့ထားပေမဲ့အမေအဖြစ်တော့မမြင်နိုင်ဦးနေမှာပါအဲ့ဒါကြောင့်အမေလည်းအမြင်မှန်ရသွားပါပြီဒါနဲ့ပဲမယ်ယူလိန်ဒေါမီကိုမန်နူအခန်းထဲကနေပြန်ခေါ်လာလိုက်ပါတယ် တော်မီလည်းအခုတော့အမြင်မှန်ရသွားပြီပေါ့ကွယ်။ဒါပေမဲ့မနုကတော့အခုအထိကိုအမှန်မသိရှာသေးဘူးလေကွယ်။နေမစင်စားကြည့်။ငါငါရောက်ခမောက်ပါရီများလှုပ်ပေးရဖို့လေ။ငါအအေးတွေကုန်ပေးပြရမှာလား။မနုနေနေရောက်ခမောက်ဒီလိုမလှုပ်သင့်အောင်နော်။ဘာပဲဖြစ်ဖြစ် तू ကအမေလိုပဲလေ။တော်စမ်းမှာဟာရောက်ခမရောက်ခမပဲ။အမေနေရာတော့ဘယ်တော့မှမပေးနိုင်ပါဘူး။ မနုကဒေါမိကိုအမီလူသဘောမထားပဲရောက်ခမလူသားသဘောထားတော်မူလို့ဒီလူတွေဆက်ဆံနေတာပေါ့ကွယ်မတိလိုက်ခင်မှာပဲနေရတီကုန်ဆုံးသွားခဲ့ပါတယ်မနုကလည်းသူ့ရောက်ခမကိုအခုထိကိုစိတ်ဆုံးနေတော့မယ်တဲ့ကွယ်ဒီလိုပဲဆက်ဆံနေပြီးတော့တနေ့ကျတော့မနုကသူ့အကိုနဲ့ဖုန်းပြောနေတော့အကျဉ်ကြီးအုံငိုလိုက်ပါတဲ့ဘာဖြစ်လို့လဲချွေးမလေးရဲ့အမေအခုကျမကိုဖုန်းဆက်တာအမေကျမကြီးကအရန်ဆိုးနေတယ်တဲ့ကျမအမေစီပြန်ချင်တယ်အခုပြန်ချင်တယ်အမေရဲ့ အေးပါကွယ်အမေနားလဲပါတယ်အခုပဲအမေတမီမိဘအိမ်ကိုလိုက်ပို့ပေးမယ်တမီယောက်ျားပြန်လာဖို့ကလိုသေးတယ်ဆိုတော့ကဲမယူရေအမေဘက်သူ့ကိုလိုက်ပို့ပေးလိုက်တော့မယ်အမေရဲ့တလောက်ပူပြီးနေပူချိန်ကလည်းပြင်းနေတာအမေဘလို့လုတ်ပြီးသွားမလဲအမေဘတ်စကားနဲ့သွားလိုက်မယ်တမီအိမ်ကိုကြည့်ထားလိုက်နော်ဒီလိုနဲ့ပဲဒေါ်မီကသူ့အသက်အရွယ်မှာအမနာမန်နူကိုမိဘအိမ်ပြန်လိုက်ပို့ပါတဲ့လမ်းတစ်ချောင်းလုံးမှာလေဒေါ်မီကမန်နူကိုတေချာလီဆောက်ရှောက်ပေးတာပေါ့ကွယ် သူမှာပါသမျှပတ်စံလေးနဲ့လည်းမနှုလိုအပ်သမျှရေကစားအကုန်လုံးဝယ်ပြီးခဲ့ပါတည်းနေဘူးတဲ့ပြတင်းပေါက်ဘက်မှာလည်းပဲသူဝေးထိုင်ပြီးမနှုကိုမိပါရင်ကိုတေချာလီပြန်လိုက်ပို့တာပေါ့ကွယ်အမေရဲ့အမေဘလို့ဖြစ်ရတာလဲသမီးအမေသမီးလေးအမေစီလာတယ်နော်ဩခမီးခမတ်ပါပါလာတာ哦ခမီးခမတ်ရဲ့ရုတ်တရက်ကြီးဘလို့ဖြစ်ရတာလဲဒီလိုပါပဲရှင်ဖြစ်ချိန်တန်တော့ဖြစ်တဲ့သဘောပဲထက်ပါတယ်ဒါနဲ့အမရဲ့ရှင်အသိကောင်းတာပဲ ရှင်အသက်ကြီးနေပြီးတော့ကျမသမီးကိုအိမ်ကိုခေါ်လာပေးတယ်။နောက်ကျမမရှိတော့ရင်လည်းကျမသမီးကိုဒီလိုပဲကိယူဆိုင်ပေးပါရှင်။ပြီးတော့သမီးမနှုသမီးရောက်ခမအောင်အမေလိုပဲသဘောထားပြီးဆက်ဆံရမယ်နော်။သူကသမီးပေါ်အရန်ကောင်းတာ။မနှုကသူ့အမေရဲ့စကားကြောင့်စိတ်ထင်းမကောင်းဖြစ်သွားခဲ့ပါတယ်။သူ့ရောက်ခမကဘလောက်ကောင်းလဲဆိုတာကိုအခုသိသွားပြီးသူစိုးကြတာတွေအတွက်လည်းပဲစိတ်မကောင်းဖြစ်နေတာပေါ့။ဒီနေ့မှပဲမနှုလည်းသူ့ရောက်ခမကိုတောင်းပန်လိုက်ပြီး ။အိန္ဒိယဆပြီးတော့သူတို့တမိသားစုလုံးလည်းပြောင်းရွှင်စွာနေပြီးနေထိုင်သွားခဲ့ပါတော့တယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တည်းဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။